ပါရှင်ချောပါဒီနေ့ချောကပရိသတ်ကြီးကိုကိုရီးယားစတိုင်ထိုင်လို့ကောင်းမဲ့ဆန်လေးတဆိုင်ကိုညွှန်ပေးခြင်းလို့ဒီနေရာကိုရောက်နေရပါဒီနေရာကဘယ်နေရာဖြစ်မလဲဆိုတာကိုသိခြင်းလို့ရှင်ထုံးစံတိုင်းချောတဲ့သူလိုက်ကြည့်ကြမယ်ဆိုင်ပြင်ဘက်ကိုခြေလိုက်တာနဲ့တခြားဆိုင်မျိုးနဲ့မတူပဲကိုရီးယားကအီထဝန်လိုဖိုင်မျိုးဘန်ကောက်ကနိုင်မာကတ်လိုဖိုင်မျိုးလေးရပါတယ် ိုင်လေးကနှစ်ထပ်ရှိပြီးတော့သူ့အပြင်အစင်လေးကလူငယ်တွေကြိုက်ပါပဲ။အောက်ထပ်မှာအောက်တော်အပြင်အင်တော်ကနှကန်းတော်ရှိတာမို့လို့ပုံရိုက်ဖို့နေရာတွေလည်းများများဆဆရှိတယ်ပေါ့နော်။အင်တော့ကဘေးဘက်အခန်းလေးဆိုလို့ရှိရင်လက်ဆရီဆဆန်မီးရောင်မြင်းလေးနဲ့ပကြီကားလေးနဲ့ဖွဲ့စည်းထားပါဗျ အပြင်ကကြည့်လို့ရှိရင်ဆိုင်လေးကတေးတယ်ထင်ရပါပဲတကယ်တမ်းကျတော့အသွင်းမာတဲ့နှကန်းရှိတာပေါ့နော်တကယ်ကိုအရင်ကမိုက်ပါတယ်ဒီဆိုင်လေးကဆိုင်ပွက်ချိန်နှစ်ဆိုင်ခွဲထားတယ်ပေါ့နော်ချောသွားတဲ့အချိန်ကကန်ဆိုးစွာနဲ့ကော်ဖီမရတဲ့အချိန်ဖြစ်နေခဲ့ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီဆိုင်ရဲ့ signature menu ဆက်လေးမှာစားဖြစ်ခဲ့ပါတယ်ရှင်ကွန်ဆက်ပြုတ်လေးရတယ်တကယ်ကိုစားကောင်းတယ်ပေါ့နော် အလူကျော်လေးကလည်းပေးရတဲ့ဈေးနဲ့တန်အများကြီးပါပါတယ်ရှင်ချောချောကတော့ချောရဲ့ favorite ပါပဲရှင် ဒီကိုရောက်ခဲ့လို့ရှိရင်အခုချောမှစားပြတဲ့ menu set လေးကို try ကြည့်ဖို့ recommend ပေးချင်ပါတယ်နော် pink lady လေးကတော့ strawberry မြရတဲ့သွား fire apple လေးနဲ့ဖြော်ပေးရတာမို့လို့အရသာလေးကတော့တမျိုးလေးပေါ့နော်တကယ်ကိုတောက်လို့ကောင်းပါတယ်ဒီဆိုင်ကဘာနဲ့ပါတော့ဖွင့်ထားတာမို့လို့ coffee ဆိုင်လိုဖိုင်မျိုးထိုင်ရတာကြိုက်တဲ့ကောင်မလေးနဲ့မချူးတောက်ရတာကြိုက်တဲ့ကောင်လေးတို့ဒေးဖြစ်ခဲ့လို့ရှိရင် ေးဆိုင်ကိုလာဖို့ကအသင့်တော်ဆုံးပါပဲရှင်။ ချောပြပြပေးခဲ့တဲ့ဆိုင်လေးကတော့ Korea style flash cup and bar ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကစုလေကန်နာလန်မှာဖွင့်လှစ်ပေးထားပါတယ်ဒီဆိုင်လေးကတလင်းနာနေရနေကြလာပတင်းနေ့ထိဆိုလို့ရှိရင်ညနေ3နာရီကနေည7နာရီထိဖွင့်လှစ်ပြီးတော့တောက်ကြစနေတနင်္ဂနွေဒီ3ရက်ကိုတော့မနက်7နာရီကနေည7နာရီထိဖွင့်လှစ်ပေးထားပါတယ်ဒီဆိုင်လေးကညဘက်လာလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ဟုတ်နော်ကန်နာရဲ့အလှကိုလည်းကြည့်ပြီးတော့ညဘက်အစ်စ်လာပြီးတော့တငယ်ချင်းတွေလည်းလာပဲဖြစ်ဖြစ်တယောက်တည်းသာ ာမို့မိသားစုနဲ့လာကျင်လို့ရှိရင်အဆင်ပြေပါတယ်ချောကတော့အိမ်မပိုင်လို့ညဘက်မလာဘဲနဲ့နေခင်းဘက်မှာတယောက်တည်းလာဆွေးနေပါတယ်ကဲချောရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ချောနဲ့အတူနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ပပိုင်း